အားလုံးပဲမင်္ဂလာပါနော်အခုကျွန်တော်ကနေပြီးတော့ plan အကြောင်းကျွန်တော်တို့နောက်ထပ်ဝင်ဒီလောင်းကိုရှင်းပြပေးမယ်နော်ကျွန်တော်တို့အခုရှင်းပြပေးလိုက်တာဆိုလို့ရှိရင်နံပါတ်၄ဝင့်ဝေးနံပါတ်၄စတာအထိရောက်သွားပြီအဲ့တော့စတာမွေးထုတ်စုကြီးအထိကိုကျွန်တော်တို့ကရှင်းပြပေးပြီးပြီဆိုတော့အခုရှင်းပြပေးရမှာကကလစ်ကျတော့ဘယ်ဥစ္စာလဲကျွန်တော်တို့ဝင်ငွေနံပါတ်5ဝင်ငွေကိုရှင်းပြပေးရမှာဟုတ်လား ံပါတ်5ဝန်းကိုရှင်းပြပေးရမှာဆိုတော့ကျွန်တော်တို့နံပါတ်5ဝန်းကိုနံပါတ်5ဝန်းကိုရပါလေနံပါတ်5ဝန်းကိုရစိုက်ကဘောနံအသင်းဖွဲ့စုကြီးလို့ခေါ်တယ်အသင်းဖွဲ့စုကြီးပေါ့နော်အသင်းဖွဲ့စုကြီးဆိုတဲ့အခါမှာကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့စီဝါရေးမှာကဒီမှာကျွန်တော်တို့ဘယ်မှာတလိုင်းညာမှာတလိုင်းနှစ်လိုင်းရှိတယ်ပေါ့အဲ့ဒီခါမှာကျွန်တော်တို့ဒီလိုတချမ်းခွဲလိုက်မယ်နော်အဲ့ခါမှာဘယ်ဘက်မှာလဲကိုယ်ကမိတ်ဆက်ပြီးလိုက်တဲ့ E ဒီဘက်မှာလည်းကိုယ်ကမိတ်ဆက်ပေးလိုက်တဲ့ပြီးသူတို့ကလည်းထက်ဆင့်ပညာအခွင့်အလမ်းနေပြီးတယ်သူတို့ကလည်းထက်ဆင့်ပညာအခွင့်အလမ်းနေပြီးတယ်အခွင့်အလမ်းနေပြီးတယ်ဒီလိုပဲသူကလည်းထက်ဆင့်ခွင့်အလမ်းနေပြီးတယ်နော်အဲ့ဒီအခါမှာကျွန်တော်တို့ဘောနော်အသင်းအဖွဲ့ဖြစ်သွားတယ်အသင်းအဖွဲ့ဖြစ်သွားတယ်အဲ့လိုအသင်းအဖွဲ့ဖြစ်သွားတဲ့အခါမှာနော်ကျွန်တော်တို့တွေအနေနဲ့ဒီစီပွားရေးမှာကိုခေါ်တဲ့သူမှပြီးတာမဟုတ်ဘူးကိုမခေါ်လဲသူက PV လို့အမှတ်တီ PV လို့ ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ခေါ်တယ်အမှတ်ကိုဘာလို့ခွင့်ပေးလဲဆိုတော့အမှတ်တွေကိုအခန်းစာခွင့်ပေးတယ်နော်အဲ့တော့အဲ့ဒီအခါကျတော့ကျွန်တော်တို့ဘလို့ခန်းစာခွင့်ပေးတာလဲပြပေးမယ်ကျွန်တော်တို့ကပေါ့နော်ဝင်လာတယ်ဒီခါမှာဒီလူကလည်းကိုမိတ်ဆက်ပြလာတယ်ဟုတ်ပြီဒါပေမဲ့တိတ်ကျွန်တော်တို့ဒီလူတွေကလည်းကျွန်တော်တို့ပစ္စည်းတွေဝယ်တောင်းနေပေါ့ပစ္စည်းဝယ်တောင်းနေပစ္စည်းဝယ်တောင်းလို့ရှိရင် PV ဆိုရဲအမှတ်ကလေးတွေပါ ဥပမာဒီလူက PV 200ဘိုးဝယ်သုံးလိုက်တယ်ပေါ့ PV 200ဒီလူကဥပမာ PV 300ဘိုးဝယ်သုံးလိုက်တယ်ပေါ့ဒီလူက PV 900ဘိုးဝယ်သုံးလိုက်တယ်ပေါ့ဒီလူက PV 1000ဘိုးဝယ်သုံးလိုက်တယ်ပေါ့ဒီလူက PV 2000ဘိုးဝယ်သုံးလိုက်တယ်ပေါ့ဥပမာပေါ့နော်အဲအဲ့ဒီလူတွေကကိုခေါ်တာလားဆိုတော့မဟုတ်ဘူးဒါပေမဲ့ကုမ္ပဏီကကိုခေါ်ခေါ်မခေါ်ခေါ်ပေးတယ်ဘယ်လိုပေးလဲဆိုတော့ဒီ200လဲတက်တယ်200ဒီ300လဲတက်တယ်ဒီ900လဲတက်တယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ PV တွေတက်တာကိုပြောတာဖြစ်တယ် နော်အဲ့တော့ဒီဘတ်ချမ်းမှာလည်းထွန်ဤတူပဲသူတို့တွေကကျွန်တော်တို့အောက်စုတစုနဲ့တစုကတော့ပစ္စည်းဝယ်သုံးနိုင်တူမှာမဟုတ်ဘူးအဲ့လိုတူမှာမဟုတ်တဲ့အတွက် PV တွေကလည်းတက်တာတူမှာမဟုတ်ဘူးနော်အဲ့ဒီခါမှာတစ်ဖက်တစ်ချမ်းမှာ PV ကကျွန်တော်တို့1500 PV တစ်ဖက်ချမ်းမှာ1000 PV ပေါ့အနည်းဘက်မှာကျွန်တော်တို့1000 PV အများဘက်မှာကျွန်တော်တို့1500 PV ကျွန်တော်တို့တက်လာခဲ့မယ်ဆိုရင်သူကဘယ်လိုတက်မှတ်ပြီးလဲတော့ဆိုတော့1 one cycle ဆိုပြီးတော့တစ်ကြိမ်အဖြစ်သတ်မှတ်ပေးတယ်အဲ့လိုတစ်ကြိမ်ဖြစ်သတ်မှတ်ပြီးပြီးတော့ပိုက်ဆံလာပေးတယ်ဘယ်လိုပေးလဲဆိုတော့မိမိကိုယ်တိုင်က supervisor ရာထူးနဲ့ရွေးချယ်ထားတယ်ဆိုရင်အဲ့လိုတစ်ကြိမ်ဆိုရင်350ပတ်ပြီးတယ်အကယ်၍ကျွန်တော်တို့ရှယ်ယာဝင်အကြီးစားနဲ့ဝင်ထားတဲ့ဆိုလို့ရှိရင်420ပတ်ပြီးတယ်ပေါ့နော် ဲ့တော့ကျွန်တော်တို့ဒကြိမ်နဲ့ဆိုရင်တော့กว่าလားဆိုတော့กว่าတယ်ဘယ်လောက်กว่าလဲ80ပဲกว่าတယ်ဒါပေမဲ့ तू อ่ะတလမှာအမြင့်ဆုံးဒကြိမ်နဲ့ပြီးတာမဟုတ်ဘူးအကြိမ်ပေါင်းအမြင့်ဆုံးပေါ့เนาะအမြင့်ဆုံးဘယ်လောက်အကြိမ်ရည်ထိပြီးလဲဆိုတော့2400အကြိမ်ရည်ထိပြီးတယ်2400အကြိမ်ရည်ထိပြီးတယ်ဟုတ်ပြီเนาะ ဲ့တော့ကျွန်တော်တို့ဒီအနေနဲ့ပေါ့အဲ့လို PVD တက်လာတဲ့ခါမှာဥပမာတို့ကလည်းအသင်းဖွဲ့များလာတဲ့ခါမှာတို့ကလည်း3000 3000 3000ဆိုရင်ဒါဆိုတစ်ချိန်အောင်ကပါမလားမကဘူး3ချိန်ရရင်3ချိန်ရမယ်5ချိန်ရရင်5ချိန်ရမယ်အကယ်၍ကိုကအသင်းဖွဲ့အရင်ကြီးလာရဆိုတော့အမြင့်ဆုံးဘလောက်ထိပြီးလဲဆိုတော့2000နဲ့400အချိန်ကြီးထိပြီးတယ်အဲ့လိုမျိုးပြောတာနော်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကเนาะရှယ်ဝင်အသေးစားဆိုရင်ကျွန်တော်တို့350ဘတ် တကြိမ်ဆုံးရင်တကြိမ်ကို350ဘတ်ဆိုတော့အကေအချိန်ပေါင်းအမြင့်ဆုံး2400အချိန်ကြီးအထိပေးတယ်ဆိုလို့ရှိရင်ဘယ်လောက်ရမလဲကျွန်တော်တို့8သိန်းထဲမှာ4000ဘတ်အထိကျွန်တော်တို့ရနိုင်တယ် ဟုတ်ပြီနော်။ဒါဆိုရင်တစ်ပတ်တစ်ချက်မှာ420အမြောက်တော့2400အကျဉ်းကြီးဆိုလို့ရှိရင်ဘယ်လောက်ထိရနိုင်လဲ။ဘတ်တတန်းထဲမှာ8000ဘတ်အထိကိုကျွန်တော်တို့ရနိုင်တယ်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်အဲ့လိုမျိုးကျွန်တော်တို့အကျဉ်းကြီးတွေညာလာပြီဆိုရင်ကိုယ့်အတွက်ရေရှည်မှာဆိုရင်ရမ်းမကွာဘူးလား။ကွာတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကရှယ်ယာဝင်အကြီးစားနဲ့ဝင်ရလောက်ကင်တာဖြစ်တယ်။ ဟုတ်ပြီနော်အဲ့လိုမျိုးဝင်ငွေတွေရလာပြီဆိုမမေးတင်တာတော့ဘာမမေးတင်ဘူးလဲဆိုတော့လာစင်ကျွန်တော်တို့လာစင်ပစ္စည်းပြောင်းသုံးမှုကိုမမေးရဘူးကိုကပစ္စည်းပြောင်းသုံးပြရနော်အဲ့ဒါလေးတော့ကျွန်တော်တို့လိုအပ်တယ်ပေါ့ဒါဆိုရင်ဒီချက်လေးကိုကျွန်တော်တို့မှတ်ထားလိုက်အခုနားထောင်နေဆိုရင်နော်โอเคထပ်ပြီးတော့ကျွန်တော်ကနားလည်လွယ်အောင်ဆက်ပြီးတော့တမျိုးတစ်ပုံနဲ့ထပ်ပြီးတော့အသေးစိတ်ဖြစ်တဲ့အတွက်ကျွန်တော်တေချာထပ်ရှင်းပြပေးမယ်ပြန်ကြည့်မယ် တော့ဒီစီးပွားရေးမှာကကျွန်တော်တို့ဒီအနေနဲ့ပေါ့နော်ဒီအသင်းဖွဲ့စုကြီးဝင်လေကကျွန်တော်တို့ဘာတွေအကောင်းကျိုးရှိလဲဆိုတော့နားလို့ရတဲ့အခွင့်အလမ်းတွေရှိတယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဗာလဲဆိုတော့အမွေအနှစ်ပေးလို့ရတဲ့အခွင့်အလမ်းရှိတယ်နော်ပြီးရင်ကျွန်တော်တို့နှစ်နှစ်သုံးဖို့သုံးနှစ်အတွင်းမှာကြောင်းလဲနိုင်တဲ့အခွင့်အလမ်းရှိတယ်နော် အဲ့လိုမျိုးခွင့်လန်းနေရှိတယ်ဒါကြောင့်မလို့ကျွန်တော်ကိုယ်တိုင်ကလည်းနေစာအလုပ်ကနေနားနိုင်ခဲ့တာဖြစ်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ပြောပြပေးမယ်ကျွန်တော်တို့ခုနကလိုပဲဘယ်မှာဒလိုင်းညမှာဒလိုင်းဆိုတော့ A B ကိုမိတ်ဆက်ပြလိုက်တယ်နော်ဒီခါမှာထက်စင်တို့ကလည်းခွင့်လန်းပြီးတယ်ခွင့်လန်းပြီးတယ်ခွင့်လန်းပြီးတယ်အသင်းဖွဲ့ဖြစ်သွားတယ်ဟုတ်ပြီနော်အဲဒီမှာအသင်းဖွဲ့ဖြစ်သွားတယ်တို့နည်းတူပဲဒီဘက်မှာလည်းအသင်းဖွဲ့ဖြစ်သွားတယ်နော်အသင်းဖွဲ့ဖြစ်သွားတယ်အသင်းဖွဲ့ဖြစ်သွားတယ်အသင်းဖွဲ့ဖြစ်သွားတယ် ဒါဆိုရင်လေကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ပေါ့နော်ဒီမှာတိတ်မကြဘူးကျွန်တော်တို့တိတ်မကြဘူးဘလို့တိတ်မကြတာလဲဆိုတော့အာဒီကိုပီကလည်းဒါကိုအီထားတော့ကိုပီကလည်းတိတ်မကြဘူးဗျာအလုံးလောက်ရတာဟိုကဖြစ်လို့ဒီကဖြစ်လို့ဆိုထွက်တယ်ဒီလူကလည်းထွက်တယ်ပေါ့ဒီလူကလည်းထွက်တယ်ထွက်တယ်ထွက်တယ် ဒီအောင်ဆုံးကဒီတယောက်လေးခေါ်လိုက်တယ်ပြီးတော့သူလည်းထွက်သွားတယ်ဒီတယောက်ပဲကြံနေတယ်ဥမာသူလည်းထွက်တယ်သူလည်းထွက်တယ်ဒီလူကိုကိုခေါ်တာလားမဟုတ်ဘူးဒီအောင်ဆုံးကသူလေးကခေါ်တာဒါပေမဲ့ဒီလူကဆင်းရဲတာကိုကျွန်တော်တို့နာကြည့်လို့ နော်나ជីလို့အလောက်အကြောင်းတွေကိုလည်းတေချာလေးလာတယ်လေးလာပြီး तू ကကျူးဆိုင်လာကျူးစားလိုက်တာအသိန်းဖွဲ့ကြီးဖြစ်သွားတယ်အသိန်းဖွဲ့ကြီးဖြစ်သွားပြီးတော့ तू ကဝင်ငွေတွေအများကြီးရရှိတယ်ဆိုပါစို့ဝင်ငွေတွေအများကြီးရရှိတယ်ဆိုပါလေဘလို့ဝင်ငွေတွေအများကြီးရရှိလာရင် तू လည်း PV တွေတက်တယ်လीနော် तू လည်းသူ့ဘော PV တက်တယ်ဒီလူကလည်းလှုပ်ဦးမယ်ဆိုသူ့ဘော PV တက်မှာပဲ तू မှမလှုပ်တော့တာမလှုပ်တော့ဆိုတော့သူ့ဘော်လည်း तू လှုပ်ရင် PV တက်မှာပဲမလှုပ်တော့ဆိုတော့အဖြစ်လေမတက်ဘူးပေါ့အဲ့တော့ကျွန်တော်တို့ကကိုရှိနေမယ်ဆိုရင် PV တွေကတက်နေဦးမှာဟုတ်တယ်ဟုတ်လားအဲ့လိုမျိုးဖြစ်တယ် အဲ့ဒီအခါမှာတော့ဝင်ငွေတွေအများကြီးရရှိသွားတယ်ဥပမာကျွန်တော်တို့ကုနီတရာလူမျိုးပေါ့ဥပမာကုနီတရာလူမျိုးနော်ဝင်ငွေတွေရရှိသွားတယ်သူ PV တွေကအများကြီးတက်လာအဲ့ဒီအခါမှာ PV အများကြီး အများကြီးပေါ့နော်အများကြီးကျွန်တော်တို့ဗာလဲတက်လာတယ် PV ဒါဆိုရင်ဒီဘက်ချမ်းမာလဲထွန်နီတူပဲ။ तू ਆ လဲမလောက်တော့ဘူး။ तू ਆ လဲမလောက်တော့ဘူး။ထွက်တယ်ထွက်တယ်ထွက်တယ်။သိမ့်မကြောက်ထွက်တယ်ထွက်တယ်ထွက်တယ်ပေါ့။ဒီအောက်ဆုံးကသူလေးတယောက်ကအောက်ဆုံးကဒီတယောက်ကိုခေါ်လာတယ်။ဒီခါမှာ तू ကအသင်းဖွဲ့တွေအများကြီးဖြစ်အောင်ကြိုးစားလိုက်တယ်။သူ့မှာအသင်းဖွဲ့တွေဖြစ်သွားတယ်။ PVD တက်လာ။ तू လဲထွက်သွားတယ်ပေါ့နော်။မကြောက်ဘူးထွက်သွားတယ်ဒီလူတွေက။အမ်အသင်းဖွဲ့ဖြစ်သွားပြီးတော့သူ့မှာဝင်ငွေတွေအများကြီးရလာတယ်။ရလာပြီးတော့ PVD ကလည်းကျွန်တော်တို့ဘာဖြစ်လဲထက်စင်ထက်စင်တက်တယ်တက်တဲ့အခါမှာဒီလူတွေလှုပ်သေးလားမလှုပ်တော့မလှုပ်တော့ရရှိမလားမရရှိမိမိသားမြင်းမြင်းနေပြီးလှုပ်တယ်ဆိုလို့ရှိရင်ဒီ PVD ကကျွန်တော်တို့တက်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 ကိုယ် body တက်ပါတယ်တက်တဲ့အခါမှာ PVD အများကြီးတက်လာမယ် ဒါဆိုလို့ရှိရင်အဲ့လိုမျိုးတက်လာတဲ့အခါမှာကျွန်တော်တို့တွေအနေနဲ့တစ်ဖက်မှာအနည်းဆုံးအနည်းအများဘက်မှာ1500 PV เนาะကျွန်တော်တို့အနည်းဘက်မှာ1000 PV ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့လိုမျိုးဆိုတဲ့အခါမှာအများကြီး PV ဖြစ်တဲ့အတွက်အချိန်ပေါင်း2400အချိန်ဒီကိုကျွန်တော်တို့ဒီရနိုင်ခုနကကျွန်တော်ရှင်းပြတဲ့အတိုင်းဟုတ်လားဟုတ်လားအဲ့တော့တေချာစဉ်းစားကြည့်ရင်ကိုဒီငင်းငင်းနေပြီးတော့ရေယုံကြည်ကြည်နဲ့အလွတ်လုပ်တယ်ဒါမှ ကိုတိတိမတိတိခေါ်ခေါ်မခေါ်ခေါ်တကယ်ကြိုးစားတဲ့သူကိုနိတရလူမျိုးတဦးပဲတွေ့နော်တဦးပဲတွေ့တနှစ်မှာပေါ့တနှစ်လောက်ကြာတော့ဒီဘက်ချမ်းမှာတဦးပဲတွေ့ကဲပြီကိုကထပ်ကြိုးစားတယ်နောက်တနှစ်လောက်ကြာတော့ဒီဘက်ချမ်းမှာလည်းထုံနီတူပဲအကောက်လုံးကထွက်တယ်ကိုသာမြင်းမြင်းနေတယ်တည်ချနေတယ်ဆိုလို့ရှိရင်ဒီဘက်ချမ်းမှာတကယ်ကြိုးစားတဲ့သူကိုစမ်းမင်းလူမျိုးကျွန်တော်တို့တဦးပဲတွေ့ဒါဆိုရင်ကိုရဲ့ဘဝရောင်းလဲနိုင်တယ် PPD အများကြီးတက်ပြီးတော့ဟုတ်လား ြောင်းလဲနိုင်တာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘာဖြစ်လဲနှစ်နှစ်သုံးနှစ်အတွင်းမှာပြောင်းလဲနိုင်တယ်လို့ပြောတာအဲ့တော့ကျွန်တော်တို့တခြားစဉ်းစားကြည့်မယ်လောကကြီးထဲမှာစူးစမ်းတဲ့သူကဒီနှစ်ဦးပဲရှိကြတာကျွန်တော်ပြောမယ်ကိုကတော့ကိုဝင်လာတဲ့အခါမှာတယောက်တည်းကိုစူးစမ်းမယ်လုံရင်းလုံရင်းနဲ့ကဲထွက်တဲ့သူထွက်မယ်လုံတဲ့သူလုံမယ်အဲ့မှာတကယ်စူးစမ်းတဲ့သူဘယ်မှာတယောက်ညာမှာတယောက်ကိုမှမတွေ့နိုင်ဘူးလားခင်ဗျမတွေ့နိုင်ဘူးလားလောကကြီးထဲမှာဟုတ်တယ်ဟုတ်လားတကယ်ကျွန်တော်တို့ကအဲ့လိုဝင်ငွေရလာတဲ့အခါမှာပေါ့ဗျာဝင်ငွေရလာတဲ့အခါမှာနော်ဟို ဝင်ဝင်ရဖို့အတွက်အဲ့လိုမျိုးတကယ်ကြိုးစားတဲ့သူဘယ်တယောက်ညာတယောက်ဆိုတာတွေးနိုင်လားမတွေးနိုင်လားကိုယ့်ဘက်ကိုစဉ်းစားကြည့်ကျွန်တော်ရဲရဲကြီးယုံကြည်တယ်ဘာလို့လဲတွေးနိုင်တယ်ဘာလို့လဲလောကကြီးထဲမှာကြိုးစားတဲ့သူဆိုတာအများကြီးရှိတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးရရှိလာတဲ့အခါမှာသူကဝင်ငွေတွေအများကြီးရရှိတယ်သူသူ့ကိုကိုခေါ်လာလားမဟုတ်ဘူးအဲ့ခါမှာ PVD ကသူ့ပေါ်လေတက်တယ်သူဝင်ငွေရရှိတယ်ဒါပြင်ကမှသူထက်စင်ထက်စင်တက်ဒီလူတွေမလောက်တော့လို့မရတော့ဘူးကိုပေါ်တက်လာအဲ့ခါမှာကိုကလည်း PVD အများကြီးတက်တယ်ဒီဘက်ကလည်း PVD အများကြီးတက်တယ်အဲ့တော့ကိုက passion auto ရနေတယ် ဟုတ်လားအော်တိုရနေလေအဲ့လိုအော်တိုရနေတယ်ဆိုတဲ့အခါမှာကဲဟုတ်ပြီကိုကနေပြီးတော့ပိုက်ဆံနေမလို့ကျင်တော့လို့သူ့သွားပြီးတော့ဆင်းပြီးတော့ဟေးနင်မလုံနဲ့တော့သွားမောင်းထုတ်မယ်သူထွက်ပါမလားခင်ဗျမထွက်ဘူး ဘာဖြစ်လို့မထွက်လဲသူ့ကိုကိုယ်လည်းခေါ်ထားတာမဟုတ်ဘူးသူနေစားပြတ်လုံးရင်နေစားကပဲရမှာပေါ့အဲ့တော့သူဒီမထွက်ဘူးမထွက်ဘူးဆိုလို့ရှိရင်အော်တိုလောလောနေ PV သူလည်းဝင်ငွေရပြီးတော့အဆင်ပြေနေတယ်လို့ကိုယ်လည်း PVD အော်တိုတက်နေမှာဖြစ်တယ်ဒါဆိုရင်ဒီဘက်ထဲမှာဆန်းစင်ပြီးတော့သူ့တမောင်ထုတ်မယ်ဆိုရင်တော့ထွက်ပါမလားမထွက်ဘူးဘာကြောင့်လဲကိုခေါ်တာလည်းမဟုတ်ဘူးဟုတ်တယ်လားသူ့အနေနဲ့သူသူကြိုးစားတာထွက်ပါမလားမထွက်ဘူးဒီခါမှာ PV အများကြီးတက်နေမှာဖြစ်တယ်တက်နေတဲ့ခါမှာ సై ကယ်အကျဉ်းကြီးလျောက်ပေါ့နော်ကျွန်တော်တို့အကျဉ်းပေါင်း2400ရ ရမလားတထောင်အချိန်ကြီးတထောင်ရမလားတွက်ပြီးတော့ကိုယ်ပတ်ဆက်အော်တိုတွေရနေမှာဖြစ်တယ်။ဒါဆိုရင်ကျွန်တော်တို့ဘာဖြစ်လဲနားလို့ရတဲ့အခွင့်အလမ်းတော့မရှိဘူးလား။ရှိတယ်ဟုတ်ပြီနော်။ဒါပြင်ဟိုမှာတဲ့ကျွန်တော်တို့အဲ့လိုပတ်ဆက်တွေရနေတဲ့အခါမှာကိုယ်ကိုယ်တိုင်ကဖြုတ်ခွနဲ့တည်သွားတယ်။တည်သွားတယ်ပေါ့။တည်သွားတဲ့အခါမှာကိုယ်ဒီဘာဖြစ်လဲဒီလိုမျိုးကိုယ့်ရဲ့ network မှာ ID ပေါ့နော် ID ဒါအသင်းဝင်တွေကကျွန်တော်တို့ ID number ပေးတယ်လीနော်။အဲ့လို ID number ရတယ်။အဲ့ဒီအခါမှာကိုယ်တည်သွားတဲ့အခါမှာကိုယ်အမွှေးနဲ့ပေးတဲ့တားလားသမီးလား ူကနေပြီးတော့ဒီ ID လေးနဲ့ company မှာပစ္စည်းလေးနေရာလေးပြောင်းသုံးရုံပဲဗျ။အဲ့လိုပြောင်းသုံးလိုက်မယ်ဆိုရင်ဒီ PPD ကအော်တိုတက်နေပြီးတော့ကိုတည်သွားပြီမယ်ကိုနေရာမှာကိုသားသမီးကိုအမွေနဲ့ပေးခဲ့လို့ရ။အမွေနဲ့ပေးခဲ့တဲ့အခါမှာအဲ့ PPD ကအော်တိုတက်နေမှာသူကဒီလူတွေရှာကြမလို့တော့အော်တို PP တက်နေမှာဖြစ်ပြီးတော့သူဒီအမွေနဲ့ကိုအော်တိုပိုက်ဆံရနေမှာဖြစ်တယ်။အဲ့လိုပုံစံမျိုးဒီတော့ကျွန်တော်တို့တွေအနေနဲ့အမွေနှစ်ကောပြီလို့မရဘူးလားရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဝင်ရောက်လောက်ကင်တာဖြစ်တယ် ဲ့တော့တေချာစဉ်းစားကြည့်မယ်ကျွန်တော်တို့ဒီအနေနဲ့တကယ်ကြိုးစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့၃နှစ်မှ၅နှစ်ချမ်းသာနိုင်တဲ့အခွင့်အလမ်းရှိတယ်လို့ပြီးရင်ကျွန်တော်တို့နားလို့ရတဲ့အခွင့်အလမ်းလည်းရှိတယ်ပြီးရင်အမွေနှစ်ပေးခဲ့လို့ရတဲ့အခွင့်အလမ်းလည်းရှိတယ်။ Okay တခါတလေမှာဗျာကျွန်တော်တို့တစ်နှစ်တစ်နှစ်လောက်လိုက်တယ်ကြိုးစားတဲ့သူမတွေ့ဘူးဆိုရင်လည်းကျွန်တော်တို့ရဲရဲနေမြဲမြဲနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်လဲကျွန်တော်တို့ကြိုးစားသွားလို့ရတယ်ကို့အတွက်ဘာမှအရှုံးမရှိဟုတ်တယ်ဟုတ်လားအဲ့တော့ကျွန်တော်ဒါလေးကိုနားလဲမယ်ထင်တယ်နားလဲမယ်ဆိုကျွန်တော်ဆက်ပြီးတော့ပြပေးမယ် เนาะဆက်ပြီးတော့ပြပေးမယ်ဆိုတဲ့အခါမှာကျွန်တော်တို့ကပေါ့เนาะကျွန်တော်တို့ကဒီစီပွားရေးမှာဝင်လာတယ်ကဲမိမိပေါ့ဒါမိအမိ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 ပေါ့ထိုနည်းတူပဲသူကလည်းဒီလိုမျိုးပေါ့ဆိုပါဆိုဒါကတော့ upline ထားဗျာ upline 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 ဆိုတဲ့အခါမှာမိမိကလည်းဝင်လာတယ်အဲ့ခါမှာမိမိကကြိုးစားတယ် ် PVD သူ့ပေါ်တက်တယ်ဆိုပြီးတော့ကိုယ့်ရဲ့အတွေးရတွေးနေတယ်ဆိုလို့ရှိရင်သိကြတာတခုကကျွန်တော်တို့ရဲ့အနေနဲ့ဒီ app line တွေလည်းဘယ်တစ်လိုင်းညတစ်လိုင်းနှစ်လိုင်းရှိတာဒီမှာဒီမှာဘယ်ကျွန်တော်တို့ဒီဘက်မှာညာ ဆိုပါစို့ဒါဆိုဘယ်လိုင်းညာလိုင်းနှစ်လိုင်းရှိတာဖြစ်တဲ့အတွက်ကိုယ့်ဘက်က PVD တစ်ချမ်းနဲ့တက်နေုံနဲ့ဝင်ငွေမရပါဘူး PV နှစ်ချမ်းလုံးတက်မှဝင်ငွေရမှာဖြစ်တယ်ဒါကြောင့်မလို့နှစ်ချမ်းလုံးကိုစူးစမ်းဖို့လို့ဟုတ်ပြီဒီအခါမှာကျွန်တော်တို့ဒီအနေနဲ့ပေါ့နော်သူ့ဘော်ပဲတက်တာလားဆိုတော့မဟုတ်ဘူးသူ့အထက်မှာရှိတဲ့သူတွေပေါ့လေတက်ဒါဆိုရင်ကို PV တက်တာကြတော့ပြောရဆိုလို့ရှိရင်ကဲဒါဆိုရင်သူတို့ PV ရောကိုယ့်ဘော်မတက်ဘူးလားတက်တယ်ဒါမှမဟုတ်ဆိုမတူတူတက်လဲဆိုတော့တတိတိတက်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့တတိကိုယ်တိုင်ကလည်းဒီစီပွားရေးမှာ member ဘဝကနေတယ်စခဲ့ပြီးတော့ကျွန်တော်တို့ဝင် င်ရလောက်ကင်နေတဲ့သူဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ company ကို public company တစ်ခုဖြစ်ပါကြောင်းသတ်မှတ်ပေးတာလဲဆိုတော့ကျွန်တော်တို့ဒီ company ကပေါ့နော်ကျွန်တော် company ကလည်းကျတော့တတိကိုယ်တိုင်လည်း member ဝင်ပြီးလောက်ထတာဖြစ်တယ်အဲ့တော့ public company အများပိုင်း company ဖြစ်သတ်မှတ်ပေးထတာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးတော့ကြည့်မယ်ကျွန်တော်တို့ဒီအနေနဲ့ပေါ့နော်တကယ်ကိုမှဒီဝင်ငွေပလန်မှာကတရားမျှတမှုရှိစွာနဲ့ပြီးထားတယ် okay ကျွန်တော်တို့ကကြိုးစားတယ်ကြိုးစားတယ်ကြိုးစားတယ်နော်ကြိုးစားတယ်ဒါကမိမိပေါ့ဆိုပါစို့အဲ့ခါမှာမိမိကတိတ်မကြဘူးထွက်သွားတယ်နော်ကို apply ကတော့ကြိုးစားနေတော့မထွက်ဘူး तू ကလည်းထွက်သွားတယ် तू ကလည်းထွက်သွားတယ်ဒီ तू ကကြိုးစားလိုက်လို့ PVD အများကြီးတက်လာဒါဆို DPVD ကသူ့ပေါ်မတက်လာတက်တယ် သူလှုပ်သေးလားမလှုပ်တော့မလှုပ်တော့ဆိုရင်ရပါမလားပြည်ပြည်ခန်းစားခွင့်မရှိဘူးလေမလှုပ်မှမလှုပ်တော့တာဒါဆိုသူ့ဘောမတောက်လားတက်တယ်သူလှုပ်သေးလားမလှုပ်တော့မလှုပ်တော့ရင်ခန်းစားခွင့်မရှိဘူးဒါဆိုရင်သူ့ဘောမတောက်လားမိမိဘောမတောက်လားတက်တယ်ဒါပေမဲ့မိမိမလှုပ်တော့ဆိုခန်းစားခွင့်ရှိပါမလားမရှိဘူးဒါဆိုရင် apply ကလုံနေသေးတယ်ဆိုတော့အော် apply ဘောဒီတက်မှာလေဒါကြောင့်မလို့ကျွန်တော်တို့ကတစ်နှစ်မှ၃နှစ်၄နှစ်ကျွန်တော်တို့မြင်းမြန်းနေကြကြနေကျွန်တော်တို့ကဒီ plan အကြောင်းကိုနားလဲမြင်းမြန်းနေကြကြနေကျွန်တော်တို့ရေးရေးစူးစမ်းမယ်ဆိုရင်ဒီဝင်ငွေကလုံးဝတီးလို့မလွတ်ပါဘူး ဒါကြောင့်မလို့ကျွန်တော်တို့တွေအနေနဲ့ကောင်းကောင်းဒီယူဝင်ငွေပလန်အကြောင်းကိုနားလည်ဖို့ပဲလူတယ်ပေါ့နော်။ဒါနောက်ပိုင်းမှာလည်းကျွန်တော်ထပ်ပြီးတော့ဝင်ငွေပေးပုံပတ်စံအနေနဲ့တကွာကျွန်တော်တွက်ပြတ်တွက်ချက်ပြတာဒီမှာပါဝင်လာမှာဖြစ်တယ်။အဲ့တော့ဒီနံပါတ်5ဝင်ငွေအတင်းဖွဲ့စုကြီးကိုနားလည်သဘောပေါက်နေတယ်ထင်တယ်။အဲ့တော့အာဒါကတော့ဝင်ငွေပေးပုံနံပါတ်5ဖြစ်တယ်ပေါ့နော်။โอเค ဒါဆိုရင်ဒီလောက်ဆိုရင်နားလည်မှာပါနောက်ထပ်ကျွန်တော်တို့ဟိုပတ်စံတွက်ချက်တာတို့ဘာလို့ဆက်ပြီးတော့ပလန်မိုင်းဒီမှာကျွန်တော်ပြပေးတာဒီထပ်ပြီးနားထောင်သွားမယ်ပလန်မိုင်းကိုကောင်းကောင်းတနေ့ကိုတစ်ပုတ်နားထောင်သွားမယ်ဆိုရင်အဲ့ဒီလူတယောက်ကကောင်းကောင်းနားလည်လာမယ်နော်โอเค